အလောမင်္ဂလာပါကယ်လီပေါင်တို့ဂျိုဂျွ့ channel ကနေတင်တို့ကိုຫນွေတွေ့ဆိုတာကြိုဆိုပါတယ်ဒီနေ့မှာကျွန်တော်အနေနဲ့ဈာမန်ရေကဏ္ဍမှာဒီအစွမ်းထက်တော့အိမ်သုံးတိုင်းစင်များအပိုင်းသုံးကိုတွားมาဖြစ်ပါတယ်နားထောင်တော့သူအားလုံးပေါ်မှာဈာမာချင်းစိတ်ချမ်းသာချင်းပျော်ရွှင်ခြင်းတက်ခြင်းနဲ့အောင်မြင်ခြင်းရရှိနိုင်ပါစေကျွန်တော် YouTube channel ကို subscribe မလုပ်သေးသလို subscribe လုပ်ပေးဖို့ like လုပ်ပေးဖို့ share လုပ်ပေးဖို့ကျွန်တော်အနေနဲ့မေတ္တာရခံပါတယ်ဖြစ်နိုင်မယ်ဆိုရင် VPN ခံပြီးကြည့်ပေးဖို့ကျွန်တော်တို့လွန်ခဲ့သောနှစ်ပေါင်းကျွန်တော်အနေနဲ့30ကျော်ကျော်လောက်မှာကျွန်တော်မန်းလေးနေတယ်အဲ့ချိန်တော့ဆေးခန်းနဲ့ဆိုင်ပြီးတော့တသိမ်းမပါငိမ့်မလားဆိုပြီးတော့စကပုံရှိတယ် မန္တလေး၈၂လမ်းမှာငြိမ်းစေကန်ရှိတယ်အဲတော့ကတော်တော်နာမည်ကြီးတယ်ဒါပေမဲ့တခါတော့အနည်းဆုံး3သိန်းလောက်ကုန်တဲ့သဘောရှိတယ်ဒါပေမဲ့ကျွန်တော်တို့အခုခေတ်မှာအဆဆရရကုန်စည်နှုန်းတွေကြီးတယ်ဈေးတွေဆိုရင်လည်းနိုင်ငံခြားကလာရာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဈေးကြီးတယ်အဲအတွက်ကြောင့်စေခန်းတခါတော့တဲ့ခါမှာဈေးယုံစေခန်းရဲ့ဝန်ဆောင်ခဆရာဝန်ဆရာမတွေရဲ့ဝန်ဆောင်ခ စေဖိုးတွေတွက်လိုက်တဲ့အခါမှာတသိန်းနှသိန်းဆိုတာအေးဆေးနဲ့ပြည့်သွားတယ်ဆိုတာတွေ့ရဒါပေမဲ့ကျွန်တော်တို့အထင်မကြီးတဲ့တိုင်းရင်းဆေးတွေနော်တိုင်းရင်းဆေးတွေတောက်သုံးတဲ့အခါမှာကျွန်တော်တို့အများကြီးမကုန်ပဲနဲ့ကျွန်တော်တို့အနေနဲ့ပျောက်ခဲနိုင်တယ်ဒီအနောက်နိုင်ငံဆေးတွေနိုင်ငံခြားဆေးတွေကပေါ်ဆက်တဲ့နေရာမှာ chemical တွေအများကြီးပါတဲ့အတွက်ကြောင့်တနေရာပြောက်ရင်တနေရာမှာနော်ယောဂါပြောင်းတတ်တယ် side effect တွေရှိတယ်ဘေးထွက်ဆိုးကျိုးတွေရှိတယ် ါပေမဲ့ကျွန်တော်တိုင်းရင်းစေးဆိုတာဖျားဖန်ဆင်းတဲ့တဘာဝတစ်ပင်ရဲ့အရွက်တွေပြီးတော့အခောက်တွေအမြင့်တွေတော့ဒါတွေနဲ့ပြုလုပ်တဲ့ပေါ်ဆက်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့ဒီတိုင်းရင်းစေးနဲ့ကုသတဲ့အခါမှာဒီဘေးထွက်ဆိုးကျိုး side effect ဘာမှမရှိဘူးဆိုတာကျွန်တော်အနေနဲ့တွေးရပါတယ်ဒီအတွက်ကြောင့်ကျွန်တော်တို့အထူးသဖြင့်မြန်မာပြည်မှာချမ်းသာတဲ့လူထက်ဆင်းရဲတဲ့လူတွေတော့ middle class ရဲ့အောက်လူတော်တော်များများရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့ဒါတွေကိုလေ့လာဖို့တုံးဆွဲဖို့အရေးကြီးတယ်။နံပါတ်1အနေနဲ့ one book အခုတက်အဲ့ဒါကို မကြီးသေးမဲ့ကိုထညက်နိုအညိုနဲ့ရေစိမ်ပြီးတော့တောက်ပါထညက်အဖြူတော့မရဘူးเนาะအဖြူဆိုတာကတော့ကျွန်တော်တို့ဒီထုံးနဲ့ဒီချွတ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်ဆေးဖက်မဝင်တော့ ဲ့တော့ကြောင် မကြီးကြီးကျွန်တော်တို့တိတ်တန်ဖို့မထားတဲ့မကြီးသီးတို့ဘာတို့ဟာအင်မတန်မှတန်ဖို့ရှိတဲ့ဆေးဖြစ်တယ်ကျွန်တော်တို့ဆေးရုံမှာတွားပြီးတော့ဆေးဆေးဆိုင်မှာတွားပြီးတော့အမျိုးသမီးတွေဆိုရင်တွေးအားနေတယ်ဆိုရင် Furamin BC တို့ဘာတို့ဝင်နော်တပလဲအများကြီးပေးရဒါပေမဲ့တွေးအားနေတဲ့အမျိုးသမီးတယောက်အနေနဲ့ဗကြီးသီးနဲ့ နော်ကျွန်တော်တို့ထညက်စိန်ပြီးတော့တောက်လိုက်ရင် ခုနအတိုင်းပဲကျွန်တော်အနေနဲ့ Furman BC ဈေးများများပေးဆက်မလို့ပဲနဲ့ကျွန်တော်အနေနဲ့ Furic acid လဲရတယ်ကျွန်တော်တို့ Vitamin B လဲရတယ် Vitamin C လဲရတယ်ဆိုတာတွေ့ရနမနဲ့ဝင်တွင်ကြောက်ကျွန်တော်အနေနဲ့နော်ကျွန်တော်ကိုကန္တာထဲမှာကြောက်မျိုးမျိုးတည်နိုင်တယ် တချို့ကြတော့အများအားဖြင့်ကြောက်ကတ်မှာတဲတယ်စီအိမ်မှာတဲတယ်တဲချေမှာတဲတယ်စသည်ဖြင့်ကိုခန္ဓာမှာကြောက်တဲတာအမျိုးမျိုးပြောက်အောင်ဘယ်လိုလုပ်ရလဲဆိုတော့ကောက်ငင်းငချိတ်ကိုပောင်းပြီးတော့ကျွင်းကျွင်းနှုတ်စစ်စစ်နဲ့ခောက်တောက်တယ်ဆိုရင်ကျွန်တော်အနေနဲ့ကြောက်ကတ်မှာတဲတဲ့ကြောက်ဖြစ်စေအာစီအိမ်မှာတဲတဲ့ကြောက်ဖြစ်စေအာကျွန်တော်အဲတဲချေမှာတဲတဲ့ကြောက်ဖြစ်စေ ကြောက်အလုံးတော့ကြသွားတယ်ဆိုတာကျွန်တော်အနေနဲ့တွေ့ရပါတယ်ကဘာပေါ်မှာလူတော်တော်များများအဆုတ်အာမကောင်းဘူးအဆုတ်အာမကောင်းတဲ့အတွက်ကြောက်မကြခဏအေးမိတယ်ချောင်းဆူးတယ်နာဆေးတယ်ဒါကိုတော့ကျွန်တော်အနေနဲ့အာရှိအောင်ပျောက်ကင်းအောင်ဒန္တတုခအပင်အရွက်တွေကိုကျွန်တော်အနေနဲ့ များပြားစားပေးတယ်ဆိုရင်ဒီအဆုတ်အားကောင်းလာမှာဖြစ်ပါတယ်ဒီအတွက်ကြောင့်အေးမိတာတို့ချောင်းဆိုးတာတို့ဒါတွေတော့ကင်းဝေးသွားမှာဖြစ်တယ်နံပါတ်၄အနေနဲ့ပန်းနိုင်ရင်ချက်เนาะပန်းနိုင်ရင်ချက်ခံစားတဲ့လူအတွက်တော်တော်ဒီအိတ်လုံးမရဘူးခက်ခဲတဲ့အရာဖြစ်တယ်အဲ့ဒါကိုကုသဖို့ရန်စောင်းလျာသီးအချင်းကိုငပြေမနဲ့မြေအိုးနဲ့ချက်ရမယ်เนาะချက်ပြီးရဲ့ ဒီအဖက်ကိုလဲစားအရေးကိုလဲတောက်တို့ဆိုရင်ပန်းနာရင်ချက်အတွက်တက်တာတယ်အဲ့အတွက်ကြောင့်ပန်းနာရင်ချက်ရှိတယ်လို့အနေနဲ့မကြာခဏတောက်တယ်စားတယ်ဆိုရင်ပျောက်ကင်းသွားမှာဖြစ်ပါတယ်ကျွန်တော်ယူချုပ်မှာကျားမဧကန်တပါเนาะဆရာဝန်ဒီကိုမေးတဲ့မေးခွန်းအထူးထူးဆန်းဆန်းမေးခွန်းတစ်ခုကိုကျွန်တော်ဖတ်ဘူးတယ်ယောက်ျားတွေပဲအချိန်မှာသွေးဆုံးလဲတဲ့เนาะဆရာဝန်ကိုမေးတယ် နော်အဲ့ဒါတော့ကျွန်တော်ယောက်ျားဆိုတာသွေးဆုံးတော့မရှိတဲ့အတွက်ကြောင့်ကျွန်တော်နားမထောင်တော့ဒါပေမဲ့အမျိုးသမီးတွေကတော့အများအပြားအသက်50လောက်ကျော်ရင်သွေးဆုံးတယ်တော်တော်ကြားမှာရေးကောင်းပြီးတော့85ကျော်လောက်အထိသွေးရှိတဲ့အမျိုးသမီးလည်းရှိကြောင်းကျွန်တော်ကြားဘူးတယ်အဲ့အတွက်ကြောင့်သွေးဆုံးတဲ့အခါမှာနော်သွေးဆုံးတဲ့အမျိုးမျိုးမိမမနော်မီးဆိုတာတော့မီးရသွေးဆုံးမီးရယောဂါ ပြောင်းအောင်ဆောင်းလျက်သည့်အဆောင်ကိုလေးပြရမယ်။ဖန်ခွက်ထဲမှာတက်ကြထညက်နို့ညို့နဲ့တနာရီလောက်စိန်ပြီးတော့တောက်လိုက်ဆိုရင် တွေးဆုံးတဲ့အခါမှာဖြစ်ပေါ်တတ်တယ်နော်။လက္ခဏာအာလုံးပြောက်ကင်းသွားတယ်ဆိုတာတွေ့ရ။နံပါတ်6မျက်စိတိမ်ဆွဲမျက်စိတိမ်ဆွဲတယ်ဆိုရင်ဂမုံတိမ်ပြကို ကြောက်ပြန်မှာ တွေးပြီးတော့မျက်စိကိုကွင်းလိုက်ပါ။ ရိုးရိုးတိမ်ဆိုရင်တလမှာပြောက်မယ်တိမ်ရထူဆိုရင်တုံးလာအတွက်အရှင်းပြောက်မှာဖြစ်ပါတယ်နံပါတ်9မျက်စိမာရေးတဲ့စားမှာတွားမှာစားနားမှာစီလို့ပြောတယ်မျက်စိမှာရေလို့ပြောတဲ့ခါမှာအာမျက်စိအတွက်စားရေဟာဆေးဖြစ်တယ်တွားအတွက်စားဟာဆေးဖြစ်တယ်နားအတွက်အုံးစီဟာစီဆေးဖြစ်တယ်ဆိုတာကိုပေါ်ပြလိုခြင်းဖြစ်ပါတယ် ကျွန်တော်တို့ဥပမာနားလည်အောင်ပြောရမယ်ဆိုရင်ငရုတ်သီးထောင်းတဲ့ကာမှာညာဖြက်မျက်စိထဲမှာငရုတ်သီးဝင်တယ်ဆိုရင်ဘယ်ဘက်ခြေတော့ခြေမကိုရေလောင်းလိုက်တာနဲ့ပျောက်ကင်းတာတွေ့ရတယ်ဒီအတွက်ကြောင့်เนาะကျွန်တော်တို့မနေ့စောစောထတဲ့ခါပါဘာမှမလုပ်ခင်ဒူးအောက်ကိုရေလိမ်းပေးချအဖြစ်မျက်စိအမြင်အားကောင်းပြီးတော့တချို့ဆိုရင်မျက်မှန်တောင်မတက်ရဘူးဆိုတာတွေ့ရနံပါတ်၈ ဝါလလေအရန်အောင်နေဆိုရင်เนาะကျွန်တော်တို့ရေနွေးအိတ်ကိုအာဒီကျွန်တော်တို့ဘိုက်အပေါ်မှာတင်ပေးလိုက်ပါနံပါတ်6ခြေထောက်ကွဲတာเนาะပြီးတော့ခေါင်းဆက်ကြောတက်တာဘယ်လိုလုပ်ရမလဲနာနာရွက်ကိုမိနစ်20လောက်စားနဲ့ထောင်းပြီးတော့ခြေထောက်ကွဲတဲ့နေရာကိုလူးဇက်ကြောတက်တယ်ဆိုရင်ဇက်ကြောကိုလိမ့် မိနစ်20လောက်နော်ကျွန်တော်အနေနဲ့ဒီခြေထောက်ကိုပုတ်ပြီးမှရေအေးနဲ့လောင်းချောက်လောင်းချလိုက်ပြီးတော့အဝတ်ချောက်နဲ့တုပ်လိုက်တယ်ဆိုရင်ခြေထောက်ကွဲတာပျောက်ကင်းမယ်ခေါင်းစစ်ကြောတင်းတာလည်းပျောက်ကင်းမှာဖြစ်ပါတယ်နံပါတ်30ပေါင်ခြေထောက်အကျောနာတယ်တခါတလေကျွန်တော်ပေါင်ကျောနာတတ်တယ်ဒါခြေတလုံးအကျောနာတတ်တယ်အဲ့လိုလုပ်တဲ့အခါမှာကတဲ့ရွက်အယိုးနဲ့တူထောင်းပြီးတော့ ရေချက်အေးနဲ့ရောပြီးတော့မိပေါ်မှာနွေးအောင်တင်ထားပါစူအောင်မဟုတ်ဘူးနော်နွေးအောင်ပဲပြီးတော့နွေးတဲ့ခါမှာနာတဲ့နေရာကိုလိမ့်ပေးမယ်ဆိုရင်ပေါင်ကြောနာတာပျောက်နိုင်တယ်နော်အချားအကြောနာတာအားလုံးပျောက်ကင်းနိုင်တာကျွန်တော်အနေနဲ့တွေ့ရပါတယ်အဆုံးထိုင်အောင်နားထောင်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့နော်ကျွန်တော်တို့တဘာဝဆေးစွမ်းကောင်းများအပိုင်း1 2 3 ကိုကြည်လိုက်တဲ့ခါမှာတပိုင်းမှာ10ခါပါ10ခုပါတဲ့အတွက်ကြောင့်3ပိုင်းမှာ အမျိုး30လောက်ပါဒီ30ကိုပဲကောင်းကောင်းလေ့လာတယ်ဆိုရင်ကျွန်တော်အနေနဲ့ယောဂအားလုံးဤပါတော့ကုသနိုင်တယ်ဒါဖြစ်ပါတယ်အဲ့အတွက်ကြောင့်နားထောင်တော်သူများ နားထောင်ရုံမကပဲနဲ့ဒါဒီလိုက်လျှောက်ခြင်းအဖြစ်66ပါယောဂနဲ့ကင်းဝေးပြီးတော့ ကြားမှာချင်းအတွက်ပိုက်ဆံအများကြီးတော့ဆေးရုံမှာမပေးပဲနဲ့ကိုယ်အိမ်မှာပဲတဘာဝနေနဲ့ကုသပြီးတော့ကြားမှာချမ်းကိုကြီးကြားမှာချင်းစိတ်အချမ်းသာချင်းရရှိပြီးတော့ဘဝမှာအောင်မြင်အောင်မကပဲနဲ့တက်တော်ရာကျော်ရှေပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းမေတ္တာပို့ပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်